တရားဖရာဥချလိုက်တယ်ချပြီးတော့ဒီလိုပြန်လှည့်ကြည့်တာမြမတကားဖွင့်တာတွေ့ခဲ့တယ်တကယ်တွေ့ခဲ့ဘူးတဲ့ဟုတ်ကဲ့အနောက်မြောက်အနောက်တောင်တောင်အရက်မှာမြမပုံရှိပါတယ်ဗျာဟုတ်ဘယ်နေရာအနောက်တောင်တောင်ကဘာကြီးရဲ့အနောက်တောင်ကဘာရဲ့အနောက်တောင်မှာကြီးပွင့်သွားပြီးတော့အဲ့မှာလေတာလူခေါ်ပြီးတော့ပန်းနေကျဲသွားတာဟာလို့မျက်လုံးထင်နေနဲ့မြင်ခဲ့ရတယ်အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာကဲဒီနေ့ကတော့ကျွန်တော်ပေါ့နော် ဘိုးရသေပေါ့ဘိုးရသေကသူကပါလဲဆိုတော့ကျွန်တော်တို့ဗမာပြည်ပေါ့နော်ဗမာပြည်ကိုသူဗမာပြည်မှာတကားပွင့်နေတာကိုသူမြင်တွေ့ခဲ့ရဲဆိုပြီးတော့ပြောဆိုလာတယ်ပေါ့နော်ဘိုးရသေဖြစ်ပါတယ်အဲ့တော့ဘိုးရသေနဲ့ကျွန်တော်တို့ဆရာတော်နှစ်ပါးနဲ့အပြောဆွေးနွေးထားတာလေးပေါ့နော်အားလေးကိုကျွန်တော်အခုရဲလို့တော်မှာဖြစ်ပါတယ်အဲဒီထဲမှာပေါ့နော်ဆရာတော်ချက်ဆရာတော်အပြောဆွေးနွေးထားတာလေးလည်းတော်တော်ကောင်းပါတယ်ချက်ဆရာတယောက်နဲ့ပါဆရာတော်နှစ်ပါးလုံးဟိုဒီညနေတပြည့်တော့ဥတည်ပါတယ်ရှင်ဗျာအဲ့တော့ okay ဒီဆရာတော်နှစ်ပါးနဲ့ဒီဘိုးရသိန်းနဲ့ပေါ့နော်ဟောပြောဆွေးနွေးတာလေးကိုကျွန်တော်တို့ကအတူတူပဲကြည့်လိုက်အောင်ပြပြီးမှကျွန်တော်လည်းဦးရဲလို့မှာပေါ့နော် Let's go ဗျာဘယ်ရောက်ဆောင်နိုင်လဲထိုင်နေတဲ့ခါမှာဟိုမတရားမထိုင်ခင်မှာဖះဥချပါလေဖះအနန္တန္တနာငါးပါးဥချရည်ရည်ညမပုံတကြပုံဘယ်မှာလဲဖះသိကြပါ ਈ ဖះကောရမပြောက်ဆွာဖះတပါဒီသူမမသိနိုင်อืมอืมอืมတီတော့စကားကိုလည်းမပြောပါနဲ့မြင်သောစကားကိုလည်းမပြောပါနဲ့ဆိုတော့อืมอืมဟိုကအဲ့ဒါကိုယုံကြည်ထားတယ်ယုံကြည်ပြီးတော့ကြောတယ်ကြောပြီးရနဲ့ အဖိုးတရားပေါ်ထိုင်နေအဲ့ဘိုးရတယ်မှာတရားတော့အခုဆရာတော်ပြောတဲ့ဆရာတော်ချက်သိကျင်တဲ့ဟာကိုဘယ်ချိန်မှသွားသိလဲဆိုတော့2နာရီ15မိနစ်28ရက်နေ့မှတ်ထားမိတယ်ဟောအေးမှတ်ထားတယ်နောက်မှဓာတ်ပုံထဲမှာလည်းပါတယ်အဲ့ဖက်ပုံထဲမှာဝင်တာကြည့်အခုမလဲလူတွေတွေ့တယ်အဖိုးကတော့မတွေ့ရဘူးအဲ့မှာတရားထိုင်နေတဲ့ဆရာထိုင်နေတော့အာရဟံတရားထိုင်မှာဆရာအာရဟံဗုဒ္ဓဓမ္မစံဃာဖြစ်ကြည့်ပြင်ငယ်မှာဝိသုဝိသင်ငယ်ရှိဒီဝိသုညာကြည်ပါသေးပြီဖရာဆိုပြီးတရားထိုင်အဝင်လေး တအဝင်လေးထွက်အဝင်လေးနှဲ့နဲ့သွားတယ်အဲ့လိုသွားနေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဖဖို့တရားဖရားဥချလိုက်တယ်ချပြီးတော့ဒီလိုပြန်လှည့်ကြည့်တာဗြမတကားဖွင့်တာတွေ့ခဲ့တယ်တကယ်တွေ့ခဲ့ဘူးတဲ့ဟုတ်ကဲ့အနောက်မြောက်အနောက်တောင်တောင်အရက်မှာဗြမပေါ်ရှိပါတယ်ဗျာဩဘယ်နေရာရဲ့အနောက်တောင်တောင်ကဘာကြီးရဲ့အနောက်တောင်ကဘာရဲ့အနောက်တောင်မှာကြီးပွင့်သွားပြီးတော့အဲ့မှာလေတာလူခေါ်ပြီးတော့ပန်းနဲ့ကျဲသွားတာဟဲ့လို့မျက်လုံးထင်နေနဲ့မြင်ခဲ့ရတယ် အဲ့ဒါကိုကဲဟုတ်လားလူချင်းမင်းတို့ဘယ်လိုမြင်တော့လူချင်းမင်းတို့ရဲ့ထင်မြင်ယူဆချက်ကလေးလေကွန်မန့်မှာရေးချပေးတော့အောင်နော်အဲ့တော့သူမြင်တယ်ဆိုတော့သူအခုကျင့်တာကသူကပြောရရင်တော့ဒီတရားတွေပါတယ်ဘုရားရဲ့တရားတော်တွေလည်းဒီအကုံစင်မတည်ဘူးပေါ့နော်သူဒီဝင်လေထွက်လေလေးပဲသိတယ်။ကျန်တာတွေစားတွေပါတယ်မသိဘူးဝင်လေထွက်လေလေးပဲသိတယ်။ဝင်လေထွက်လေလေးပဲသူတရားထိုင်ပြီးကျင့်တယ်။ကျင့်တဲ့အချိန်မှာအခုလိုမျိုးမြင်ရတယ်ဆိုတော့ ိုကျွန်တော်တို့ပေါ့နော်တမထပါကျုပ်ဆရာတော်ကြီးဟောထားတယ်ခုလို့ရှိရင်တမထအားကောင်းလို့ရှိရင်တမထထိုင်တာတမထအားကောင်းလာရင်အချားအမြင်တွေတော့ရလာနိုင်ရန်ရှိတယ်လို့ဟောထားတာလည်းတော့ရှိပြီအဲ့တော့ကဲလောဆယ်အရင်ဆုံးဆက်ကြည့်အောင်လားနောက်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်လည်းဝေရတော့မယ်ဟိုလက်ပြီးရှိတဲ့ကောင်မှလည်းရှိတယ်လေဓမ္မဓမ္မပြီးတော့မဟုတ်ဘူးဒါပေမဲ့ဓမ္မပါရမဒီရောယဟန်တွေကတက္ကသိုလ်တူစီမှာတတိပဋ္ဌာန်သွားသွားဟိုတက်အခါလေတတိပဋ္ဌာန်သွားယူတက်အခါလေသူကအမ် နာတွေကိုမြင်နေတယ်မဲ့ယဟန်တွေကနာတွေကိုမမြင်ဘူးပေါ့ဒါချက်ဆရာတော့နော်သူကတေတေဆုံးသွားရမယ်အချင်းရှင်ပြတင်လာအဲ့ဒီဝတ္ထုကိုတင်ပြကြည့်ပါကြည့်အဲ့တော့အဲ့ဒီယဟန်တွေကတကားကြီးတူကတေဆုံးသွားမယ်ဆိုပြီးတော့လေသူတို့ကလာပြီးတော့သူကတတိပဋ္ဌာန်ရောကြတယ်ပေါ့အဲ့တော့ပြီးတော့အဲ့ဒီတကားကြီးကတတိပဋ္ဌာန်ရောတာကိုနားထောင်ခြင်းတယ်ဒါပေမဲ့အဲ့ဒီမှာနာတွေကလာပြီးတော့သူကိုဖိတ်ခေါ်တယ်ပေါ့လေနာနာပြီကိုအဲ့တော့သူကရပ်ပါရပ်ပါဆိုပြီးတော့ အဲ့တော့ယဟန်တွေကထင်တာသူကယဟန်တွေကိုပြောတယ်လို့ထင်လိုက်ပြီးတော့တခါထွက်ခွာတယ်ပေါ့နော်အဲ့ဒါအရှင်မြတ်ကလည်းဇလန်းရှုံနေမှာအဲ့ဒါတေဂန်နီဖြစ်နေတဲ့ဥစ္စာမှာဟိုတစ်သေးလေးဦးတဲ့တူးဟာသူ့ကိုလာပြီးနတ်တရားနတ်ယထာလာတာပြောတာအဲ့တော့သူကကိုယ်တိုင်အဲ့ဒီယထာယထာကိုယ်တိုင်မြင်တယ်ပေါ့ဒါဆိုအဲ့လိုမျိုးတာပေါ်နဲ့လူပုဂ္ဂိုလ်တွေကတောင်ရိုးရိုးပုဂ္ဂိုလ်တွေကတောင် ငါပြင်းနေမြင်နိုင်တဲ့ပုံနဲ့ဒီဟာတူးတယ်လို့လို့ခန်းစားတယ်။အရှင်ခန်းစားလိုက်တာပေါ့။သို့လေဟိုဒါကိုထရဝါသာနာမှာပါတဲ့ဇတ်တော်တွေကတခုကဥစဉ်လည်းဖတ်မှတ်လေ့လာခဲ့တာပေါ့။ဒါဆိုလည်းဟိုဘာရသိလဲသိရင်လည်းသိမှာပေါ့။အဓိကတော့အဲကံကုဏယတိလားမသိပါဘူး။ထားပါတော့ရဲ့အဲ sorry အဲတထေးပေါ့။သူ့ရဲ့ကုသူတွေကြောင့်ဟိုနတ်ပြရထားလာပင့်တာဟိုဒါဟိုပေါ့။ပန်းကျဲပြီးတော့လမ်းပြီးတော့ရထားကိုချိတ်ပြတယ်ဆိုလို့ပါတယ်။ ဒါတွေကလည်းဟိုစာပေအရာရှိလာတဲ့အပေါ်မှာဇင်းတို့ညင်းလို့မရဘူးလေအဖိုးရဲ့ခန္ဓာကိုယ်ကတော့စာပေတာသာဓမ္မစာပေကိုဖတ်ပုံရဲ့ကလေးမဟုတ်ဘူးဟုတ်တယ်တိုင်းနဲ့ဘာလို့လာတွေးရလဲဆိုတာကိုဟိုကတိပါတယ်ဒီမှာကြောင့်လေအဲ့ဒါကြောင့်တရားဘာဝနာဝိပဿနာတွေကမ္မထာတွေကိုနားမလဲပဲနဲ့ထိုင်ရင်ထိုင်ရင်ဝင်လေထွက်လေမှတ်ရင်နဲ့ဒီဘက်သူဖြစ်ဖြစ်ပေါ်လာတဲ့ဝင်လေထွက်လေခြင်းနဲ့တရားထိုင်တယ်ဆိုတော့ကမ္မထာကျင့်စဉ်သဘောမျိုးပေါ့နော် တကယ်တော့ဒါရရှေ့ရှေ့ဘဝပဋ္ဌံပါရမီတွေလည်းဖြစ်ဖြစ်ဒီနေ့ဆိုတော့အရှင်ပြတပေတော့ကဒီလိုမျိုးဒီမြင်တာတွေကြားတာတွေတပေတော့ကနှမျိုးနှမျိုးလို့ခွဲခွဲချတယ်ပါနော်အာပထမအဖြစ်စာပေမှရှိတယ်စရုပ်ထန်းဆန်းရာပီယန်စရုပ်ထန်းဆန်းမှပြောထွက်လိုက်ပြီးတော့အစဉ်ပြေတယ်လို့စိတ်ကိုညှို့လိုက်ပြီးတော့သိချင်တာတွေသိလို့ရပါတယ်ဒါကတော့စာပေမှအပိုင်းပြီးတော့အခုအနောက်နိုင်ငံတွေမှာရောမြန်မာနိုင်ငံမှာကြော်ကြားစွာလဲ အဲ့လိုအများကြီးတွေ့ရတယ်ပထမဆုံးမေယခင်ပထမဆုံးမေယခင်နိမိတ်ရပြီးရင်တော့အဲ့ဒီနိမိတ်ထဲကိုတချို့ကဝန်းလာတယ်တချို့ကအဲ့ဒီစိတ်စိတ်ဖြင့်စိတ်ဖြင့်ဝန်းလာတယ်တချို့ကအဲ့ဒီနိမိတ်နိမိတ်ကိုဘယ်လိုကြည့်ကြည့်မှလောလောလိုက်ပြီးတော့အဲ့ဒါနဲ့သူတို့မြင်နိုင်တယ်ပေါ့မြင်ကြည့်ချင်တာတွေအကုန်လုံးကြည့်နိုင်တယ်ဒါဆိုအဲ့ဒါတပေတော့က20လို့ခွဲခြားတယ်ပေါ့ တကယ်တော့ဒီပထမအဆင့်ဒီနမိတ်ဖြန်းကြည့်တာကတော့တပည့်တော်နိုင်ငံနိုင်ငံတွေမှာဗုဒ္ဓဘာသာလုံးဝမဟုတ်ဘဲနဲ့ဘာဘာသာရေးမှ မကိုကွယ်ဘဲနဲ့တိလာတော့တမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ဘာဘာသာရေးမှမကိုကွယ်ဘဲနဲ့ညာမှာအဝင်လေထွေးလေရှုမိတဲ့အတွက်ပြီးတော့တီတန်တရားထိုင်းပြီးတော့တခါလေဒီဟာမြင်ကြတယ်ပေါ့နော်ဒါအတွက်ဘာသာမဲ့တွေတောင်သူတို့ကလုံးနိုင်တယ်မြန်မာနိုင်ငံမှာတရားစခန်းဝဲလာပြီးတော့လုံးလုံးလိုက်ဒီလိုတော့တိတ် ဘယ်ကန်တပိတ်တဲ့အတွက်အကြောင်းမှတော့အဲ့လိုမရှိပါဘူးเนาะဒါဆိုအဲ့လိုမျိုးဟာလီဒီဆိုတာရှိပါတယ်အဲ့တော့တချို့ပညာရှင်တွေသိပ္ပံပညာရှင်တူကတက္ကမတယောက်ကိုအဲ့လိုစစ်ထားတယ်အဲ့တော့သူကသူခန်းအကောင့်အကောင့်ပေါ်မှာအကောင့်လုံးဒီဟာလေးပစ္စည်းလေးပြန်လဲစပစ္စည်းရဲ့အကောင့်တက်ထားလိုက်ပြီးတော့သူကအိတ်ခိုင်းတယ်။သူကအိတ်တဲ့အခါအိတ်တဲ့အခါသူကဘာလုပ်လဲဆိုတော့သူကမနောမယဘလော့ အာဒီစိတ်ဖြင့်လှူထားတဲ့ခန္ဓာကိုပေါ့နော်အာသူကစိတ်ဖြင့်ခန္ဓာကိုကိုလှောလိုက်ပြီးတော့လုံးဝဘာသာမဲ့ဒါဘာသာရေးနဲ့လုံးဝမဆိုင်လှောလိုက်ပြီးတော့သူကတခြားဟာဒီဘယ်နေရာမဆိုဘာပဲမဆိုတော့သိနိုင်တယ်အဲ့တော့အဲ့ဒီသိပံပညာရှင်ကသူကဒီဟာတကယ်သိချင်တယ်ပေါ့ဒီဟာနဲ့ပတ်သက်ပြီး report အသေးစိတ်ရှိတယ်ဗျာသူရဲ့စိတ်ထဲမှာဘာတွေဖြစ်လဲဆိုတာသူက computer မှာအကုန်လုံးဖြစ်ပေါ်လာတယ် ကိုစိတ်မှာဘာဖြစ်လဲမသိဘူးလေဒါပေမဲ့ဒီအလျက်စိတ်အလျက်စိတ်ကတော့တော့လိုင်းရဲ့နှုတ်ကိုပြန်ပြီးတော့သူ့ရဲ့စိတ်လို့ရှာမှုနဲ့ပြောတာကမှန်တယ်ပြန်အဲ့တော့သူကဘာလို့လဲဆိုတော့သူကဒီလိုလဲအဲခရင်ပေါ်မှာဒါလဲလျောင်းတယ်အဲ့တော့အမတန်မြင့်တဲ့နေရာမှာခုံလေးပုံဘယ်လိုခေါ်လဲအဆင်ဆင်ဆင်လေးပုံမှာသူကစာရွက်ပုံမှာနံပါတ်အကျဲအရှိသွားရေးတာအဲ့တော့ပြီးတော့အဲ့ဒီတက္ကမလီအဲ့လို ตัวไอ้ไล่ပြီးတော့ตัวไอ้ဒီနာအဲ့ဒီ number လေးကိုตัวဖတ်ရမယ်ဟင်းအဲ့ဒါလှုပ်လို့မရဘူးဆိုတော့ဒီ set set အကုန်လုံးသူတတ်ထားတယ်လေตัวလှုပ်လို့မရပြန်မှန်တယ်မှန်တယ်အဲ့တော့ပြီးတော့သူကိုသူကိုအဲ့ဒီတိတ်ပန်းပညာရှင်ကตัวမေးတယ်ပေါ့ပြန်မှန်တယ်အဲ့ဒီ phone phone လိုမျိုး phone တစ်ခုမျိုးตัวမေးတယ်ပေါ့ဘာဘာ number တွေ့လဲตัวပြောအဲ့ရမှာထားတော့လေအဲ့တော့အဲ့ဒီ number ကိုအတိတ်အကြာပြောတယ်ပြီးတော့သူက တခြားနေရာမှာတခြားနေရာမှာလူတတ်မှုလေသူကအတိအကျပြောပြီးရင်ထူးထူးဆန်းဆန်းအဲ့ဒီလူတတ်မှုကိုပြောတဲ့စာမှာတွေ့ရသူကတခြားနေရာလောကမသိနိုင်ဘူးဖြစ်ဒါဆိုအလိုမျိုးဟာဘာသာမဲ့တွေတောင်လောက်တတ်တယ်ဖြစ်ဒါကြောင့်ဒီပေတော်တို့ကဒီသိပ္ပံပိုင်းသိပ္ပံပိုင်းမှာတောင် ပြောမှန်ဆိုလို့ရှိရင်ကိစ္စမရှိဘူးအဲ့တော့ယတိကြီးကတရားအထုတ်တဲ့အခါသူကဝင်လေးထွေးလေးဖြင့်အလိုမျိုးနိမိတ်ဒါမှမဟုတ်နိမိတ်နဲ့ဆန်တဲ့ နမိတ်နဲ့နော်အလိုမျိုးအဆင်မှာဖြစ်တဲ့အဆင်ကိုရပြီဆိုလို့ရှိရင်သူကအလိုမျိုးတပည့်တို့ကတော့ astral traveling လို့ခေါ်တယ်နော်သူက astral traveling လို့ခေါ်တယ်အဲ့တော့သူကအလိုမျိုးအဆင်တရောက်ပြီဆိုလို့ရှိရင်သူကအဲ့ဒီမှာနတ်တွေနဲ့စကားပြောတာတခြားဟာမြင်တာလုံးဝဖြစ်နိုင်တယ်ဗျာမလာမလာဒါတပည့်တို့ပြန်ချင်း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 ပြီးတော့တောင်းတလို့ရတယ်ပေါ့နော် ဒါတပေတော်တို့ကကိုယ်တိုင်မတွေ့ကြောင်းလို့လေရှင်များအနေနဲ့ကဒါလက်ခံတဲ့ဘက်ကပြောသွားတယ်လို့ပြောမှာပေါ့နော်ကဲဒါအခုပေါ့နော်ဆရာတော်ချက်ဆရာတော်ဟိုဟိုပေါ့နော်ဟောပြောဆွေးနွေးတာလေးကောင်းပါတယ်တီလဲတီတီငင်ငင်လေးနဲ့ဆရာတော်ပေါ့နော်ဆရာတော်ဥဒ္ဓမာတယ်အဲ့တော့အဲကျွန်တော်အနေနဲ့ကျွန်တော်ထင်မြင်ချက်ကလေးနည်းနည်းပြောချင်တယ်ပေါ့ပြောချင်ရတယ်ဘယ်လိုလဲဆိုတော့ဒီ ဟိုဟာဘောဘိုးရသိအနေနဲ့ကတော့ကျွန်တော်မြင်ရတော့ဇန်နေပေါ့နော်ပထမဇန်ဒုတိယဇန်တတိယဇန်အဲ့လိုမျိုးဇန်မျိုးမဟုတ်တော့သူကစိတ်စိတ်ကျင့်စင်ပေါ့နော်သူ့အနေနဲ့ဒီဝင်လေထက်လေချူပြီးတော့တရားထိုင်နေဒီတရားဖရာရဲ့အဆိုးမှာစပီးနေလေသူမဖတ်ဖို့ဘူးသူပြောတာဝင်လေထက်လေပဲသိတယ်ဥပဒနာဝင်လေထက်လေပဲဒီလိုပဲသိရတဲ့ဒါလေးကိုပဲကျင့်နေဆိုတာဒါပြောရရင်တော့ကျွန်တော်တို့စိတ်ကျင့်စင်တက်တက်ပေါ့နော်စိတ်ကျင့်စင်တက်တက်ဉာဏ်ကျင့်စင်မဟုတ်ဘူးပေါ့ ညံကျင့်စဉ်ဆိုတာဖះရရဲ့အဆုံးအမတွေကိုနာယူမသားပြီးမှအဲ့ထဲမှာညံညံကျင့်စဉ်တွေရလာမှာညံကျင့်စဉ်တွေမှာပရမဇန်တို့တတိယဇန်တို့ဒီလိုမျိုးရပြီးတော့သူကဒီဘယ်လိုခေါ်မလဲနမိတ်တွေမြင်လာမယ်ပေါ့နော်ဒါကကျွန်တော်အမြင်ရတော့အဘိုးအသင်းနေရတော့စိတ်ကျင့်စဉ်ပေါ့တမနာကျင့်စဉ်ဖြစ်တဲ့တည်းတမနာပြင်ကျင့်စဉ်ကျင့်တဲ့လူတွေအများစုကစိတ်ကျင့်စဉ်ပေါ့နော် စိတ်ပါစိတ်စွမ်းအားတွေမြင့်လာတဲ့အချိန်ကျရင်ဟိုဘာကျုပ်ဆရာတို့ဟောထားလဲရှိတယ် ဒီအကြမ်းမြင်နေမြင်နိုင်တယ်မလို့အကြမ်းမြင်နေရလာတယ်အဲ့လိုတွေရှိအဲ့လိုအဆင်ကြီးတော့ရတယ်လို့ဟောကြားထားတယ်လို့ကျွန်တော်တွေ့ဘူးတယ်ဗျဒါပြောရရင်တော့ညံကျင့်စင်မဟုတ်တဲ့တည်းဒီပထမဇန်ဒုတိယဇန်တတိယဇန်ဒီလိုမျိုးပေါ့ဇန်နေဒီနမိတ်တွေမြင်တာတော့မဟုတ်တော့ဘူးဗျဒါအဲ့လိုထင်တယ်ပေါ့နော်အဲ့တော့လူချင်းမျိုးကထင်မြင်ဆိုဒီစာချုပ်ထဲကျွန်တော်မှားတာရှိတယ်ခွန်းလို့ပေါ့နော် ကျွန်တော်လည်းထင်မြင်စာကြည့်ရပါအဲ့တော့လူချင်းမျိုးထင်မြင်ဆိုတော့ဒီရေးတော့ပြောင်းကဲဆက်ကြည့်မယ်ဗျမိမိအတွက်အကြောင်း အကျေဂျုံနဲ့ individual experience အဖြစ်ဦးစင်ကတပည့်တော်လက်ခံတယ်။လက်ခံတာ။သူလူတယောက်ရဲ့အတွေ့အကြုံအဖြစ်တပည့်တော်လက်ခံတယ်။အဲလူတယောက်ရဲ့အတွေ့အကြုံဖြစ်အရှင်ဖျားရဲ့အတွေ့အကြုံနဲ့နှိုင်းစာပြီးတော့တပည့်တော်အဲလိုမျိုးအတွေ့အကြုံမရှိပါဘူး။ဟုတ်တယ်အခုအရှင်မြတ်ကနိုင်ငံညာဟာတွေဒါမျိုးရှိတော့ဒါဖြစ်နိုင်တယ်လို့လက်ခံထားတာမလား။သူတို့ရဲ့သူသူတို့အတွေ့အကြုံပြောတာ။သူတို့ကလက်ခံလားလက်မခံဘူးလား။တပည့်တော်အရှင်ကနားမလဲဘူးအတွေ့အကြုံကိုလက်ခံတာဆရာ တပည့်တော်မဆိုင်ရအရှင်ပြသွားကြိုက်တယ်ဆိုတာတပည့်တော်လက်ခံလို့လက်မခံလို့ရလားပြန်မဟုတ်ဘူးလေအခု तू ပြောတဲ့အပေါ်မှာအရှင်ကလက်ခံတယ်ဗောလို့ဘယ်လိုမျိုးဟာလက်ခံတာလဲထောက်ခံလားအဲ့လိုမရမယ်လေဒီကအခုတပည့်တော်ကသူ့ရဲ့အတွေ့အကြုံအဖြစ်တပည့်တော်ကလက်ခံအော်မဟုတ်ဘူးလေအရှင်မဒါဟာတပည့်တော်အနေနဲ့ယူသားပြောရရင်တော့စီစစ်လို့ရတာဒီအများကြီးရှစ်တန်းနဲ့ဘာလို့ရမ်းလက်ခံတာလို့တပည့်တော်စီစစ်မှာအဲ့ဘယ်လိုပြောရမလဲဘလူးဘလူးနားနားမလို့ပြောရတယ် အဲ့ဒါတွေတစ်ချက်ချင်းပြမယ်လူတိုင်းကိုမေးနေတယ်အင်းအင်းအင်းလူပေါင်းတစ်ထောင်ကျော်မေးခဲ့ပြီးပြီအင်းအင်းအင်းကျောင်းမှာမဖြစ်နိုင်ဘူးအဲ့ဒါမခက်ပါဘူးဒါလူဖြစ်တာလေလုံးဝပါမမခဲ့ဟောဒီမှာသူကနေတရားထိုင်တာပေါ့เนาะအဲဝင်လေထက်လေရှုပြီးတရားထိုင်တဲ့အချိန်မှာသူဒီမှာဒီဥစ္စာကလေးတယောက်ကဓာတ်ပုံရက်လဲတာပေါ့ဓာတ်ပုံရက်လဲတာကိုဒီလိုမျိုးပေါ်လာတယ်ပေါ်လာပြီးအဲကလေးကလာမသိဘူး ခုနှစ်လောက်ဖြားသွားတယ်လို့ပြောတယ်။အဲ့တော့ဒီဥစ္စာမပြဘဲနေရပေါ့နော်။အခုမှအဲ့တော့အတိုင်းမပြဘဲနေခုနှစ်လောက်ကြာမှသူ့ကိုလာပြတယ်ပေါ့။အဲ့တရားထိုင်ပြီးတော့ကမှတရားထိုင်ပြီးတဲ့အချိန်မှာသူနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဒီမြမပုံရဲ့တကားပွင့်နေတာဟောပေါ့နော်။မြမပြရဲ့တကားပွင့်နေတာဟောသူတွေ့ရတယ်ဆိုပြီးတော့အနောက်တောင်တောင်ပြောရရင်တော့တောင်ဟောပေါ့နေနံနဲ့ပြောရင်စနေတောင်ပေါ့။နောက်တောင်တော့ဆိုစနေတောင်ဖြစ်မယ်တဲ့။ဟုတ်ပါတယ်အဲ့မှာပေါ့နော်ကျွန်တော်မြမပုံကစနေတော့မှာနောက်တော့တော့မှာရှိတယ်လို့သူပြောရပေါ့နော်အာလီကယ်လူကြီးမျိုးတော့ဒီပုံကဒါ Photoshop လားဒါမှမဟုတ် အတူလားအစ်စ်လားပေါ့နော်ဒါလေးကိုဝေခွဲပြပအောင်ကြည့်ပြပအောင်နော်ဒါအတူလားအစ်စ်လားလူချင်းမျိုးတွေကြည့်ပါနော်အဲ့ဒါလေးဝေခံပြပအောင်ဗျာဘယ်လိုဖြစ်တာလဲဒါဟိုတော့ opposite ကိုခေါ်ပါလေသူ့ရဲ့ဟိုစာကိုကာလာကိုနှစ်ခုခွဲမှာမဟုတ်ပါဘူးခင်ဗျာမဟုတ်ပါဘူးခင်ဗျာဒုက္ခပဲမဟုတ်ဘူးခင်ဗျာဟုတ်ပြီပြီးတော့အဲ့လော်ပါတောင်းထဲမှာသမင်းတော့ရငတ်ခံပြီးတော့ဟုတ်ပြီဟိုနေ့တယောက်ရိုက်လိုက်တာအဲ့လိုပေါ်နေတယ်ဗျာအင်းအင်းရပြီဗျာအင်းဟာလုံးဝ အတုမဟုတ်ဗျအဲ့တော့အဲ့တော့ဘာလို့ဖြစ်တာလဲမေးပါအဲ့တော့အဲ့တော့ဘာလို့လဲလို့အဖိုးတကယ်တော့ဗျာတကယ်တော့ဗျာအဲ့တော့ဘလို့ဖြစ်လဲဆိုတော့မေးကြည့်တာဗျာအော်တကတော့ရော့အရှင်ဘုရားအဲ့တော့ကြိုက်တာလက်ခံတာရော့ဒါဓာတ်ပုံတစ်ခုရဲ့ပညာဒီရောဓာတ်ပုံလောကလာရင်လူအဲ့ဒီယတိကြီးရဲ့ယတိကြီးရဲ့အရှင်ပြန်ရှိခုနထောင်းလိုက်ပါတပည့်တွေကိုသွားရှင်ပြပြီးတာအော်အဲ့ဒီဟုတ်တယ်အဲ့ဒီယတိကြီးကသွားကိုယ်တိုင်ရှင်ပြထားအဲ့တော့အရှင်မြတ်တော့ ဒီဗီဒိုကအရှင်ဖျားဒီဗီဒိုနဲ့ဒီဟာမပတ်သက်တဲ့အတွက်ဒီဗီဒိုကဒီဟာအယတာစာဖတ်တယ်လို့ဖြစ်သွားတယ်။ဒီဘလို့အရှင်ဖျားဘလို့ဒီယောက်ကပုံပြင်တစ်ခုရေးတယ်သူစိတ်ထဲမှာဖြစ်ပေါ်လဲပုံပြင်တစ်ခုရေးတယ်ဖတ်တာလေဟုတ်တယ်နော်အဲ့လိုမျိုးဟာအဖြစ်ဒီဗီဒိုကပထမလက်ခံရတယ်။ပြီးရင်ဒီဗီဒိုကစဉ်းစားလိုက်ပြီးတော့ချင်းချင်းပြီးတော့တခြားမိမိအတွေ့အကြုံဖြစ်စေတခြားသူတစ်ပိုင်းအတွေ့အကြုံဖြစ်စေ နိုင်ရှင်တဲ့အခါတပေတော်တို့ကပေါင်းတူတာပုံများတယ်ခင်တပေတော်အတွက်ဒီဟာပေါင်းတူတာအော်မှန်တယ်နော်ဒီဟာကိုမရှောင်ဘူးဖေဟာတပေတော်ဟာမှန်ပါဗျာဖေဟာရဲ့ခက်ကသူစန္ဒာဒီ80တကူတွေတပေတော်ကအမတန်စိတ်ဝင်စားတယ်မင်းဆိုတော့အများစုကတပေတော်တို့နိုင်ငံတွေမှာအများစုကလောဘမယုံကြည်ဘူးသူစန္ဒာတွေကိုလေဒါကြောင့်ရှင်ဖေဟာတပေတော်တို့ကအဲ့ဒီဟာ ပထမအဒီဘယ်လိုကအဲ့ဒီဟာပထမမိရတဲ့စံစားရတယ်ပေါ့အဲ့ဒီဒါရောအရှင်ပြားစက်ခွဲတာမဟုတ်ဘူးဗျာအဲ့ဒါလည်းမခွဲဘူးဗျာခလေးလေးတွေဟိုခလေးလောက်ပဲရှိအောင်ရိုက်လိုက်ခွန်းထဲတော့ဖျားသွားတယ်ဘိုးလည်းမသိဘူးနောက်မှဘိုးဘိုးတဲ့ကားတို့လိန်ထားတယ်တဲ့ဘာတွေလိန်တာလဲမင်းတို့ကျွန်တော်ဓာတ်ပုံတစ်ပုံရိုက်ပြီးတယ်တဲ့ဘိုးဘိုးကုန်လို့နှစ်ခုဝဲကြီးနေတယ်အဲ့ဒါမဟုတ်ပါဘူးကဲအဲ့တော့ဒါဒီနေ့ဖော်ဒါတရားဥစ္စာတလောင်းလေးပေါ့နော်ဒါအဲ့တော့ကျွန်တော် အမေနဲ့ထမင်းစားချက်ကလေးပြောရမယ်ဆိုရင်ဒါဇံရတာတော့မဟုတ်ပါဘူး။သူကဇံရတဲ့ပုံကိုတူဦးဆိုတာပထမဇံနဲ့ဒုတိယဇံတတိယဇံနေရပြီဆိုသူနမိတ်တွေမြင်လာပြီဆိုတာနဲ့သူ့မှာညံညံစင်အားတွေမြင်လာတာပေါ့နော်။ပြောရရင်ညံမို့အတွေးကညံစင်အားတွေမြင်လာတဲ့အတွက်စိတ်မှာတည်ငြိမ်သွားမယ်။အခုလူမျိုးလေဒီဟုတ်စာပေါ်မှာအဲခံစားမှုတွေဖြစ်နေမှာမဟုတ်ဘူး။သူတကူပေါ်တိုင်းငကူပေါ်တိုင်းတချို့ဆိုရင်ကျွန်တော်တို့ရဲ့ဖရာရဲ့တရားတော်က တရားတရားတော်ကိုကျင့်စဉ်ကျင့်ပြီးသွားရင်တို့ဉာဏ်စင်နေမြင်လာပြီဆိုရင်ဒီတကိုးတွေလည်းမပြတော့ဒီတကိုးကိုမြင်မှဆိုလို့ကိုပဲတို့တွေပေါ့နော်အဲ့လိုမျိုးတွေလည်းနာကြားဘူးပါတယ်အဲ့တော့ဒါဇန်နေရတာတော့မဟုတ်တော့ပါဘူးဘိုးရသိတဲ့နေကိုနေ့ကကျွန်တော်ပြောသလိုပေါ့ဒါဝိပဿနာတရားတော်တွေကိုလည်းတေချာမလေ့လာဘူးနားမထောင်ဘူးဒါမှမဟုတ်သူကဝိပဿနာမှာဝင်လို့ထက်လေဒီအကြောင်းလေးကိုပဲ တိပြီးတော့ဒီအကြောင်းလေးပေါ်မှာပဲသူဝင်လေထက်လေးပေါ်မှာဝင်လေထက်လေးလေးရှုပ်ပြီးတော့ဒီလိုလေးစိတ်ကိုတည်ငြိမ်အောင်အဓိကတော့စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးဒီတရားထိုင်တာဒီစိတ်တည်ငြိမ်မှုလေးရလာတာပေါ့နော်စိတ်ရဲ့တည်ငြိမ်မှုလေးစိတ်တမ္ပရာအားလေးကောင်းလာတဲ့သဘောပေါ့တမ္ပရာအားကောင်းလာတဲ့အတွေ့သူ့မှာဘာကြောင့်ဆရာတော်ကြီးဟောထားလဲရှိဒီလိုတမ္ပရာအားကျင့်စဉ်တွေကျင့်ပြီးတော့စိတ်ဆွမ်းအားတွေပေါ့နော်တမ္ပရာကျင့်စဉ်ဆိုတာစိတ်ဆွမ်းအားပေါ့စိတ်ကိုကျင့်ပြီးတာပေါ့စိတ်ဆွမ်းအားတွေများလာတဲ့အချိန်မှာကျင့်လာတဲ့ကြာလာတဲ့အချိန်မှာသူအကြမ်းညင်နေ ရလာနိုင်တယ်လို့ဗာကျုပ်ဆရာတော်ကြီးဟောထားပါတယ်ဒါညံစင်အားမဟုတ်ဘောနော်စိတ်စိတ်ကျင့်စိတ်ကျင့်စင်ဘောနော်ညံကျင့်စင်မဟုတ်ဘူးစိတ်ကျင့်စင်ဖြစ်တယ်စိတ်ဆန်းအားတွေတော့ရလာမယ်ညံဆွမ်းအားတော့သူ့စီမှာရချင်မှရအောင်ပဲအဲ့တော့ဇန်နေရတာလည်းမဟုတ်ပါဘူးဇန်ရတာတော့မဟုတ်တော့ဘူးလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်အဲ့တော့ခုနကချက်ဆရာတော်အော်မိန်ကြတော့တယ်လေပေါ့နော်ဟောကြတော့တာလေသူဒါကောင်းပါတယ်ဒီလူပုံမှာအပြစ်လဲမြင်ဘူးသူ ဝတ္ထုဘတ်တယ်လို့ပဲသူနားထောင်လိုက်တယ်သူပြောတဲ့အဟောနားထောင်လိုက်တယ်အဲဒါလက်ခံတာလည်းမဟုတ်ဘူးလက်မခံဘူးလည်းမဟုတ်ဘူးသူတရုပ်ပေါ်မှာသူနားထောင်ပြီးတော့သူရဲ့စဉ်းစားဆင်ခြင်တယ်စဉ်းစားမယ်ဒါမှန်မှားကြီးပေါ့နော် နောက်ထပ်ကြွန့်ကျင်တဲ့သူပေါ့နော်တရားရဲ့တရားတော်အဆုံးအမတွေကိုဟိုအပြည့်စုံလာကြထားတယ်ဟိုသိရှိထားတဲ့ဆရာတော်တွေနဲ့တွေ့ရင်သူဆက်လက်ရှောက်ထားပြီးမေးမယ်ပုံစံမျိုးပေါ့နော်အဲ့ဒါ ဲ့တော့ကောင်းပါတယ်လို့နော်အဲ့တော့ဆရာတော်နှစ်ပတ်လုံးလည်းဒီနေ့နဲ့ဥတည်ပါတယ်အဲ့တော့လူချင်းမင်းတို့ရဲ့ teaming subject ကလေးကိုလည်းဒီဥစားလေးကိုလူချင်းမင်းတို့အနေနဲ့ကွန်မန့်မှာရေးသွားလို့ရပါတယ်လို့အဲ့တော့ကြီးစုတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်စိတ်အီးချမ်းသာခြင်းကိုကြီးကျမ်းပါခြင်းနဲ့အားလုံးပြည့်စုံကြပါစေခင်ဗျာ